ဒီနေ့လေးပြန်ပြီးတဖန် Zoom ကနေတွေ့ဆုံခြင်းနဲ့တက်ရှင်တို့ဖရဲ့နှုတ်ကပတ်တော်ခံယူဖို့ပေါ့နော်ကောင်းကြီးမင်္ဂလာကိုခံစားရတဲ့အတွက်ပြုတော်မူတော်ဖရဲ့နာမလေးဘုန်းကြီးဝေမင်္ဂလာရှိပါစေ။ဘာဝင်လာတော့တွေ့ရောက်စီတိုင်းပေါ်မှာလည်းဖရဲ့ခိတမကောင်းကြီးမင်္ဂလာတက်ရောက်ပါစေ။ကျွန်တော်ချင်းနဲ့ရဲ့အတွက်ဆုတောင်းမယ်ကျွန်တော်နဲ့ဆုတောင်းပါမယ်။ကောင်းမြတ်တော်ဖရဲ့ကြီးမြတ်ဆုံးနေတော်မူတော်ဖရဲ့ အနန္တရဂုရှင်ဖရာမေတ္တာတော်ရှင်ဂယုဏတော်ရှင်ဖရာဖရာရဲ့ကျေးဇူးတော်မေတ္တာဂယုဏတစ္ဆာတော်ကိုချီးမွမ်းပါတယ်ဒီကနေ့လေဇုံမာတလုံးသွားတဲ့ပြန်လေးတွေ့ဆုံခြင်းနဲ့အသက်ရှင်တော်ဖရာရဲ့နှုတ်ကပတ်တော်ဒီဖတ်ရှုလက်လာတင်ယူခံယူရသော ကောင်းချီးမင်္ဂလာကိုခံစားစေတဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းတယ်ရဲ့ချိန်တိုင်းကိုကောင်းချီးပေးပါအင်တာနက်လိုင်းတွေကိုလည်းကောင်းချီးပေးပါ ဘုရားစီတိုင်းရဲ့တတကိုဝဉ္ဇဉ်တော်ဘုရားနဲ့နဲ့ဆိုတော့တင်ချက်ခံရဖို့ဒါကိုလည်းအသုံးပြုပေးပါမယ့်အကြောင်းကိုရောချိန်နိုင်ရီကိုအကိုရောလက်တော်ထဲပြန်ပြီးတဖာအနန္စကတကမှာတာရကိုကေတင်တော်အရှင်ယေရှုဘုရားနာမကွယ်မြေပြုလဲဆုတောင်းစကနာမနဲ့ဘုရားရခင်အာမင်ကျွန်တော်တို့လက်လာနေတဲ့သင်ခန်းစာကိုတွားရအောင်။သမူကြီးငေတာ ျောက်ကင်းစေခြင်းမတ်သေးအခန်းကြီး၈ငားကနဲ့73လုကာအခန်းကြီး9တက်ကနဲ့30မှာရေးထားတဲ့ဟာဖြစ်ပါတယ်ဆိုတော့ဒီမှာကျတော့မတ်သေးအခန်းကြီး၈ငားကနဲ့73တိကျွန်တော်ရေးထားတယ်သူနောက်မှာကပရီနောင်မြို့တို့ကြွဝင်တော်မူလီခရစ်တော်ကကပရီနောင်မြို့ကိုပြန်ရောက်လာပြီအဲခရစ်တော်ကပတ်နေတယ်လေနော်ဒေတာစာတွေလက်လေသွားလာနေတဲ့အခါမှာအခုချိန်မှလည်းကပရီနောင်မြို့ကိုရောက်လာပြီကြွဝင်တော်မူလီနဲ့ တမူတယောက်ဒီအထံတော်တို့လာ၍တမူတယောက်တမူဆိုတာကအဲ့ဒီခြေအဲ့ဒီခါဆိုရင်ယောမเนาะအဇူရရဲ့လက်အောက်မှာစွန့်မှုထံတော်သူပေါ့เนาะအဲ့ဒီခြေအဲ့ဒီခါမှာဆိုရင်ယောမအင်ပါယာကအုပ်ဆိုးနေတဲ့ကာလဖြစ်တယ်လေအဲ့ဒါကြောင့်တမူတယောက်ဒီအထံတော်တို့လာ၍တဲ့တခင်တဲ့ကျွန်တော်ဤညီသားတယောက်ဒီလက်ချေတည်ဒီအနာနေပြီးစွာခံရ၍အိမ်တွင်၃လုံးနေပါလေဟုတောင်းပန်နေ၏ ဒီအရာကလည်းလက်ချေတည်နေတယ်ဆိုတော့လေဖြတ်နေတာလုံးဝတကူလုံးကလေဖြတ်နေတဲ့အတွက်လှောက်ရှာလို့မရဘူးအိအိယာပေါ်မှာပဲအိမ်မှာပဲသုံးလုံးလေးနေရတဲ့ဘဝဖြစ်နေတာနော်အဲ့ဒါကြောင့်ညီမယေရှုကလည်းငါလာ၍ချမ်းသာပေးမည်ဟုမိတော်မူလင်တမူကတခင်ကျွန်တော်ဤအိမ်မအောက်တို့ကြွဝင်တော်မူခြင်းကျေးဇူးကိုကျွန်တော်မခံထိုက်ပါအမိန်တော်တခွရှင်လင်ကျွန်တော်ဤငေတာတွေချမ်းသာရပါလိမ့်မည် ဥပမာကကျွန်တော်ဒီမင်းအောက်၌ကြုံခံတော်သူဖြစ်တော်လဲစစ်သူရဲများကိုအုပ်ဆိုး၍တအူးကိုတွားချေဟုဆိုလေတော်ပါ၏တအူးကိုလာခေဟုဆိုလင်လာပါ၏ကြုံကိုလည်းရီအမှုကိုလှုပ်တော်ဟုဆိုလင်လှုပ်ပါ၏ဟုတတ်မှုလျှောက်လေသူစကားကိုယေရှုသည်ကြားလင်အံ့ဩချင်းရှိ၍ငာမန်စူရီကရီမြလှုပ်တော်ယုံကြည်ခြင်းကိုဤတေလအမျိုး၌ပြီးငာမတွေ့ဖူသည် ငါစုဒီပြန်ဒီကလူများတို့ဒီအရှိအယက်အနောက်အယက်အနောက်အယက်မှလာ၍ကောင်းကင်နိုင်ငံတော်နဲ့အာဗရာဟံဣဇေယကုတ်တို့နီတကွလျောင်းရကြလတန်နိုင်ငံသားနိုင်ငံတော်သားတို့ဒီလဲငိုကြွေးချင်းအံတော်ခဲကြိတ်ချင်းရှိရာပြန်ရမောင်မိုက်ထဲတို့နင်ချချင်းကိုခံရလတန်ဟုနောက်တော်တို့လိုက်တော်သူတို့အာမိတ်တော်မူပြီးမှာတမူအားတင်သွလော့ ယုံကြည်ရင်အညီတည်၌ဖြစ်စေဟုမိတ်တော်မူ၏ထိုခဏချင်းတွင်သူ၏ငြိတာ၏အနာယောဂကင်း၍တက်တာချင်းတို့ရောက်ရောက်လေ၏ဒီနေရာမှာခရစ်တော်ကလည်းနော်တမူ၏ငြိတာလေဖြတ်နေတာအော်တကူလုံးလုံးလုံးမရဘူးအော်အေးဒီလူကြမှာချင်းခွင့်ပေးရရတို့ရတယ်ဆိုတော့ဒီနော်ဒီဒီအနာယောဂငြိချင်း အရာပေါ်မှာနမိတ်လက္ခဏာပေါ်မှာကြည့်တဲ့အခါတကယ်ပဲသင်ခန်းစာယူစီရရတယ်အများကြီးရှိတယ်နော်ဆိုတော့သူနောက်မှာကပရနောင်မြို့တို့ကြွဝင်တော်မူလီတတ်မှုတယောက်ဒီတတ်မှုဆိုတာကနော်အခုနပြောပြီးပြီနော်ယောမအစိုးရရဲ့လက်အောက်မှာစမှုထမ်းတော်သူသူဟာဣတရလလူမျိုးတော်မဟုတ်ဘူးတပားလူမျိုးဖြစ်တယ်နော်တပားလူမျိုးဒါပေမဲ့ခရစ်တော်ရဲ့အကြောင်းကိုသူကောင်းကောင်းနားလည်နေတာနော်တတ်နားလည်နေတာခရစ်တော်ကတကယ်ပြီးတော့ သူ့ရဲ့ဂျမရဲ့အတွက်လည်းမဟုတ်ဘူးသူ့ရဲ့မိသားစုရဲ့ဂျမရဲ့လည်းမဟုတ်ဘူးသူ့ရဲ့ညီသားဖြစ်တယ်ညီသားနော်သူ့အောက်မှာနော်သူ့ရဲ့တပည့်သူ့ရဲ့ညီသားစစ်သားတယောက်ကအဲ့လိုဖြစ်နေတာနော်ဒါပေမဲ့ဒီတတ်မူရဲ့စေတနာမေတ္တာကလည်းဘလောက်ထိနော်အအောင်ပေါ်ရကျွန်တော်တို့တွေ့ရတယ်အဲ့လိုပဲသူကခရစ်တော်ရဲ့အကြောင်းကိုလည်းသူကြားတာနော်ကြားထားလို့ကောင်းကောင်းခရစ်တော်ကတကယ်တမန်တော်ကြီးဖြစ်ကြောင်းသူနန်းလေးသဘောပေါက်တယ်နော် တတ်နိုင်တယ်ဆိုတော့ကို तू သဘောပေါက်တယ်အဲ့ဒါကြောင့် तू ကခရစ်တော်စီလာပြီးတော့အထံတော်တို့လာရဲ့တခင်တဲ့အဲ့ဒါမှပြောလာတော့မှတခင်တဲ့ကျွန်တော်ဤညီသားတယောက်ဒီလက်ချေတေဒီအနာနေပြီးစွာခံရ၍အင်းတွေတောလုံးနေပါလေဟိုတောင်းပန်လေလေဖြတ်ပြီးတော့နော်လက်ချေတေနေတယ်တဲ့တကူလုံးလှောက်ရှာလို့မရဘူးစရောပြောပြတယ်ယေရှုကိုလေယေရှုကလည်းအဲ့လိုပြောပြတော့ ယေရှုကလည်းငါလာ၍ချမ်းသာပေးမည်ဟုမိတ်တော်မူလင်။ကဲအဲ့ဒါကိုခရစ်တော်ကနော်အခုခုညင်းတာလည်းမရှိဘူးချက်ချင်းပြောတယ်နော်ငါလာပြီးမှချမ်းသာပေးမည်လို့ပြောတယ်။အဲ့ဒီချိန်မှာတတ်မှုကဘယ်လိုပြောလဲ။တတ်မှုကတခင်ကျွန်တော်ဤအိမ်မိုးအောက်တို့ကြောဝင်တော်မူခြင်းကျေးဇူးကိုကျွန်တော်မခံထိုက်ပါ။အမိတ်တော်တခုရှိရင်ကျွန်တော်ဤညီသားတွေချမ်းသာရပါလိမ့်မည်။ကဲ။ ဒီနေရာမှာအမိတ်အာနာဆိုတဲ့အရာကိုကောင်းကောင်းနားလေတယ်ဒီ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 တတ်မှုကလေသူကလည်းတတ်မှုဆိုတော့အရာရှိပြီပေါ့နော်သူ့ရဲ့အောက်မှာလည်းညီတာရှိတယ်သူ့ရဲ့အထက်မှာလည်းအရာရှိတယ်ရှိပြီးသားနော်အဲ့လိုဖြစ်တဲ့အခါမှာအမိတ်အာနာရဲ့နော်စကားကတခုံးပြောရင်ဘလောက်ထိအရာရောက်တယ်ဘလောက်ထိဘလို့ပြောမလဲထိရောက်တယ်ဆိုတဲ့အရာကိုသူကောင်းကောင်းနားလေတယ် အဲကြောင့်ခရစ်တော်ရဲ့အခြေအနေကိုလည်းသူကောက်ကောက်နားလေတဲ့အတွက်သူကဘယ်လိုပြောရလဲ။ဒါမှတခင်ကျွန်တော်ဤအိမ်မိုးအောက်သို့ကြွဝင်တော်မူခြင်းခြင်းကျေးဇူးကိုကျွန်တော်မခံနိုင်ပါခရစ်တော်ရဲ့ဖြစ်ခြင်းကိုလည်းနားလေတဲ့အတွက်ဒါလောက်ထိကြီးမြတ်သောသူတယောက်ကကျွန်တော်ရဲ့အိမ်ထိလာဖို့ကျွန်တော်မခံထိုက်ဘူးလို့အဲ့လိုပြောတယ်နော်အဲ့ဒီအရာဒီကနေ့ကျွန်တော်တို့နော်မြန်မာနိုင်ငံဒီမှာနေခဲ့တဲ့ခါမှာလေခဏခဏအရင်တော့ငင်းငင်းတော့ကကြုံဖူးတယ် နိုင်ငံအကြီးအကဲတွေကျွန်တော်တို့မြို့ကိုရောက်လာပြီလာတော့မင်းဆိုရင်တော့တမျိုးလုံးကကျုပ်တည်ပြည်စံတာရှိတယ်နော်အဲ့ဒါတကက်နိုင်ငံကောင်းဆောင်တွေလာပြီဆိုရင်ဘလောက်ထိအရေးကြီးတယ်လဲဆိုတဲ့အရာကျိုတင်ပြီးတော့ဘလောက်ထိပြည်စံတယ်လဲဆိုတဲ့အရာနော်အဲ့လိုလိုဖြစ်တယ်ဆိုတော့သူတို့သူကလည်းကိုတိုင်ကလည်းစမှုထမ်းတော်သူတယောက်ဖြစ်တဲ့အတွက်အရာရှိတယောက်ကလာစီယာလိုလား မလာဘဲနဲ့စကားနဲ့နဲ့ပဲအမိတ်တခုနဲ့နဲ့ပဲပေးလို့ရတယ်လားဆိုတဲ့အရာသူကောင်းကောင်းနားလေတယ်ဒီထက်မကသူကခရစ်တော်ရဲ့အခြေအနေကိုလည်းကောင်းကောင်းနားလေတဲ့အတွက်ကျွန်ကျွန်တော်ရဲ့အိမ်မိုးအောက်ကိုကြွဝင်တော်မူခြင်းကျေးဇူးကိုကျွန်တော်မခံထိုက်ဘူးတဲ့အမိတ်တော်တခုရှိရင်ကျွန်တော်ညေတာတွေချမ်းသာရမှာလေညေတာရဲ့အခြေအနေကလည်းယောဂါကနေတဲ့ယောဂါမဟုတ်ဘူးခန္ဓာတစ်ခုလုံးတည်နေတာနော်လှုပ်ရှားလို့မရအောင်ကိုတည်နေတာ အဲ့ဒီအရာကိုဆိုကျွန်တော်တို့ရိုးရိုးထင်မယ်ဆိုစေးဒီလိန်စေးဒီထိုးအမျိုးမျိုးနိုင်နေပြီးတော့ကြမ်းမှာအဲ့လိုမျိုးထင်တတ်တယ်နော်ဒါပေမဲ့ခရစ်တော်ရဲ့ pitching ကိုကောင်းကောင်းနားလေတဲ့အတွက်လာစီယာတော်မလို့ဘူးခရစ်တော်ဟာဖျားဖြစ်တဲ့အတွက်လာစီယာတော်မလို့ဘူးအဲ့ဒီကနဲ့ကြမ်းမှာစေးလို့စကားတခွန်းပြောတာနဲ့ကိုကြမ်းမှာလိမ့်မဲဆိုတဲ့ယုံကြည်ချက်သူပြီကောင်းကောင်းယုံကြည်ချက်ရှိတယ်ပြီးတော့ခရစ်တော်ရဲ့အခြေအနေကိုသူကောင်းကောင်းသဘောပေါက်တယ် ဲ့ဒါကြောင့်ကျွန်တော်စီမှာလာဖို့အခွင့်အဲ့ဒါလောက်ထိမတန်ဘူးတဲ့ကျွန်တော်ကဒါပေမဲ့ခရစ်တော်ကအမိတ်ကိုပဲတခုံးပဲပေးလိုက်ပါတဲ့ကျွန်တော်ညီတာကချမ်းသာတော်လိမ့်မယ်ဆိုတဲ့ဒီအချင်းတွေကိုသူကောင်းကောင်းပြည်တယ်။နော်ခရစ်တော်ကလည်းအဲ့ဒါကိုမြင်တယ်။အဲ့ဒီအချိန်မှာတမသူကသစ္စတိအဲ့ဒါကိုခရစ်တော်ရဲ့အချင်းတွေကိုတိတိတမကပြောရီတမကဥပမာလေးနေတော့ခရစ်တော်ကိုပြန်ပြောသွားတာ။ခရစ်တော်ကိုဥပမာပေးပြီးတော့ကိုပြောတာနော်။ ဥပမာကကျွန်တော်ဒီမီးအောင်နဲ့ကြုံခံတော့သူဖြစ်တော်လေတဲ့ကျွန်တော်ကနော်ယောမအစိုးရလက်အောက်မှာအာစမှုထမ်းတော်သူပေါ့နော်အမှုထမ်းတော်သူစစ်သူရဲများကိုအုပ်စိုး၍တအုပ်ကိုတွားချေခုဆိုရင်တွားပါ ਈ တအုပ်ကိုလာခဲ့ဟုဆိုရင်လာပါ ਈ ကဲကျွန်တော်လည်းတကယ်မီးအောင်မှာကြုံခံတော့သူဖြစ်တဲ့နီးသူကျွန်တော်အောက်မှာလက်ညှိတာတွေအများကြီးရှိတယ်အဲ့ဒါကြောင့်တအုပ်ကိုတွားဆိုရင်တွားတယ်လာဆိုရင်လာတာပဲ ပြီးတော့ကျွန်ကိုလည်းသူ့သူ့အိမ်မှာခိုင်းထားတဲ့လူကိုလည်းနော်ရမှုကိုလှုပ်လို့ဟုဆိုရင်လှုပ်ပါ ਈ ဟုတတ်မှုလျှောက်လေ ਈ အဲ့လိုလိုပဲဥပမာလေးပဲပြောလိုက်တယ်။ Oh Christo ကတကယ်နော်ဘသူလေးဆိုတာသူကောင်းကောင်းနားလေတဲ့အတွမ်း Christo ကအမိတ်လေးတခုစမ်းပါစေလို့အဝေးကနေပြောလိုက်တာနဲ့ကိုစမ်းမသွားလိမ့်မယ်ဆိုတာသူကောင်းကောင်းနားလေတယ်လေ။အဲ့ဒါကြောင့်ဥပမာလေးနေ့ကို Christo ကိုပြန်ပြောတာလားဆရာမလိုဘူးအဲ့လိုလိုမျိုးလာလာတဲ့အခြေအနေတိကို ခံထိုက်တဲ့သူလည်းမဟုတ်ဘူးကျွန်တော်အိမ်မိုးအောက်ကိုဝင်လာတဲ့တိတိုင်ကိုကျွန်တော်မခံထိုက်ဘူးအဲ့လောက်ထိကျွန်တော်နော်ကျေးဇူးကိုမခံထိုက်တော့သူပဲအဲ့ဒါကြောင့်အဝေးကနေပဲအမိတ်ပေးလိုက်ပါကျွန်တော်တော့မှစမှုထားနေတဲ့ကျွန်တော်လည်းအမိတ်ပေးရင်ကျွန်တော်ငေသားတွေလည်းနားထောင်နေကျွန်တော်ကလည်းအထက်ကအမိတ်ပေးရင်ကျွန်တော်လည်းနားထောင်နေအဲ့ဒါကြောင့်ခရစ်တော်လည်းအဲ့လိုအမိတ်ပဲတခွန်ပေးလိုက်ပါအဲ့တော့အနာယောကငြိမ်းတော်မင်းဆိုတာသူကောင်းကောင်းပြီးတဲ့အတွက်အဲ့လိုပြောလိုက်တာ ထိုစကားကိုယေရှုသည်ကြားလင်အံ့ဩခြင်းရှိ၏အယားအံ့ဩတော့တယ်နော်ခရစ်တော်ကအယားအံ့ဩတယ်နော်ငာမန်ဆိုဒီကတဲ့ခရစ်တော်ပြောပြီးငာမန်ဆိုတာမလွဲဘူးနော်အမှန်ပြောတာဤမြလောက်သောယုံကြည်ချက်ကိုဤတရေလအမျိုး၌ပြင်သာမတွေ့ဖူးသေးတဲ့အဲ့ဒီအချိန်အဲ့ဒီအခါဒီနမိတ်လက္ခဏာနော်ဒီအနာယောဂကိုငြင်းစေတဲ့အချိန်ထိခရစ်တော်ဟာဤတရေလလူမျိုးထဲမှာအဲ့လိုယုံကြည်ချက်မတွေ့ဘူးလို့ပြော ဒီတတ်မှုကတော့တပားလူမျိုးဖြစ်တယ်နော်တပားလူမျိုးဖြစ်ပေမဲ့ခရစ်တော်ကိုကောက်ကောက်ယုံတယ်ခရစ်တော်ရဲ့အခြေအနေကိုကောက်ကောက်သိတယ်ခရစ်တော်ရဲ့သဘောအာဏာကိုကောက်ကောက်နားလေတော့သူဖြစ်နေတာအဲကြောင့်ခရစ်ဖိခရစ်တော်ကအော်အော်တာနော်အော်အော်အဲဒါကြောင့်အိုးဒီလိုမျိုးယုံကြည်ခြင်းကိုဣတိအလလူမျိုးထဲမှာတော့ငါမတွေ့ဖို့ဘူးတဲ့အဲ့လိုလိုပြောတာငါစုပြန်ဒီကတဲ့လူများတို့ဒီအရှိအယက်အနောက်ရက်မှလာပြီးကောင်းကင်နိုင်ငံ နိုင်ငံတော်နဲ့အာဗြဟံဣဇေယျကုတ်တို့နဲ့တကွလျောင်းရကြလတန်ပြောပြီးငါဆိုပြန်နေကသူငါပြန်ပြောမယ်တဲ့အခုနတော့ငါပြောမယ်ဒီလောက်ထိယုံကြည်ခြင်းကိုငါဣတိအလတ်လိုမျိုးတဲမှာတယောက်ကတော့ငါမတွေ့ဖူးသေးဘူးတစ်ခါမှမတွေ့ဖူးသေးဘူးပြောတယ်နောက်တစ်ခါပြောတယ်ငါဆိုပြန်နေကနောက်တစ်ခါပြောအောင်မယ်တဲ့လူများတို့ဒီတဲ့အရှိအယအနောက်ရမှလာ၍ဂေါင်ကီနိုင်ငံတော်နဲ့အာဗြဟံဣဇေယျကုတ်တို့နဲ့တကွလျောင်းရကြလတန်လို့ပြောတယ် ဒီနေရာမှာရှေ့အရက်အနောက်ရက်လို့ပြောတဲ့ခါမှာဤတရလလူမျိုးမကကဘာပေါ်မှာရှိတဲ့လူတွေအရှိအနောက်တောင်မြောက်ရှိတော်သူတွေဟာခရစ်တော်ကိုယုံကြည်ပြီးတော့ကောင်းကင်နိုင်ငံတော်မှာအာဗြဟံဣဇေယျကုန်းတို့နဲ့အတူနေရကြလိမ့်မယ်လျောင်းရကြလိမ့်မယ်ဝင်စားကြရလိမ့်မယ်ဆိုတာကိုခရစ်တော်ကတခါလေးပြောလိုက်တာနော်အဲ့ဒါအဲ့ဒါပြောတာနော် အရှိအယအနောက်ရဆိုတာကနေရဒေတာတီတီကနဲ့ရှိတော်သူတွေနော်ရှိတော်သူတွေခေါင်းကင်နိုင်ငံမှာအာဗြဟံဣဇေယကုတ်လို့နဲ့သူဝင်စားရမယ်လို့ဆိုလိုတာဆိုတော့ဒီအရာကတနေ့ကျရင်ခရစ်တော်ကလူတွေအလုံးအခုဒီတမူကလည်းတပားလူမျိုးဖြစ်တယ်လေခရစ်တော်ကိုယုံနေတာတနေ့ကျရင်ခရစ်တော်ဟာတေခါမင်းသူ့ကိုတတ်ကြလိမ့်မယ်တတ်တဲ့ခါသလောကလုံးအတွက်သူကတေခါမင်းအဲအတေခံပြီးတော့သလောကလုံးအတွက် ကင်းချမှုလုပ်တော်ပေးမယ်လုံသွားတဲ့ခါမှာလူတွေကသူ့ကိုယုံလာကြပြီးတော့ တော့ဘာလူမျိုးတွေလဲမြတ်ကြီးယုံလာပြီးခေါင်းကင်နိုင်ငံဝင်စားကြလိမ့်မယ်ဆိုတော့သူတခါတည်းပြောသွားတာနော်အဲ့ဒါကြောင့်ဒီနေရာမှာကျွန်တော်အမြဲတမ်းပြောတတ်တယ်အာဗြဟံရဲ့ယဉ်ခွင်လို့တထေးကြီးနဲ့လာဇရုအကြောင်းကျွန်တော်တို့ကြည့်တဲ့အခါမှာကြည့်တဲ့အခါမှာနော်လာဇရုအကြောင်းတထေးအကြောင်းတွေ့ရတယ်လာဇရုကအာဗြဟံအာဗြဟံယဉ်ခွင်ရောက်သွားတယ်လို့ပြောတဲ့အခါအဲ့ဒါကကောင်းကင်နိုင်ငံမဟုတ်ဘူးလို့ပြောတဲ့အရာကျွန်တော်ခဏခဏဒီစာကိုထောက်ပြတတ်တယ်နော် အဲ့ဒီစံစာတွေမှာပြန်ပေါ်လာပြီ။ကောင်းကင်နိုင်ငံတော်၌အာဗြဟံဣဇေယကုတ်တို့နဲ့တကွလျောင်းရကြလာတာ။အာဗြဟံဣဇေယကုတ်တို့ကောင်းကင်နိုင်ငံရှိနေပြီးသားဖြစ်တယ်နော်။ရောက်နေပြီးသား။အဲ့ဒါကြောင့်တတ်တတ်ကောင်းကင်မဟုတ်တဲ့တဏှာမဟုတ်ဘူး။ကောင်းကင်မှာဖြစ်တယ်နော်။အဲ့ဒါကိုလည်းတည်ဖို့လိုတယ်။နော်။ဆိုတော့လာဇရုနော်တသောစားလာဇရုကကောင်းကင်နိုင်ငံရောက်တဲ့အရာက အာဗြဟံယခင်လို့ပဲပြောလိုက်တယ်လေ။သူတို့ရဲ့ဘိုးဘွားဖြစ်တဲ့ဘိုးဘွားစီမံကြီး အာအဗရာဟံစီမှာရောက်တော်ပြီဆိုတော့ကိုပဲပြောတာလေခေါင်းကင်နိုင်ငံမရေးတဲ့အတွက်ခေါင်းကင်နိုင်ငံလို့မရေးတဲ့အတွက်အဗရာဟံရင်ခွင်းလို့ပဲရေးလိုက်တဲ့အတွက်အဲ့ဒါခေါင်းကင်မဟုတ်ဘူးလို့ပြောတဲ့သူတွေရှိကျွန်တော်ကိုယ်တိုင်ကြောက်ဖို့လို့ပြောတာပါနော်ဒီမှာဒီကြမ်းပိုက်ကိုမှတ်ထားနော်ဆိုတော့စလိုအဲ့မှာပြောလိုက်ပြီအရှိအယအနောက်ရမလာ၍ခေါင်းကင်နိုင်ငံနိုင်ငံတော်၌အာဗရာဟံဣဇေယကုတ်တို့နေတကွာလျောင်းရန်ကြလာတာတတ်မှုရဲ့ယုံကြည်ခြင်းကို တွေ့သွားတဲ့အခါမှာအဲ့လိုလိုပြောလာတယ်ပြီးတော့အငင်စနစ်မှာရန်ရင်ကြီးနေတော့တာအငင်စနစ်မှာနိုင်ငံတော်တားတို့ဒီလေငူကျွေးချင်းအာတော်ခဲကြည့်ချင်းရှင်ဟာပြင်းအရမောင်မိုက်သေးတို့နေချချင်းကိုခံရလာတဟိုနောက်တော်တို့လိုက်တော်သူတို့ဟာမိတ်တော်မူပြီးမှတမူဟာတင်တော်တော့ယုံကြည်ဒီနေ့အညီတင်နိုင်ဖြစ်စေဟုမိတ်တော်မူဤထိုခဏချင်းတွေ့ညီသားတွေအနာယောဂကြီး၍တက်တာချင်းတို့ရောက်လေဤတဲ့အဲ့ဒါမှပြောပြီးအညီစနစ်မှာ နိုင်ငံတော်သားတို့ဒီလေငိုကြွေးချင်အောင်တွားခဲ့ချင်ရှိရပြင်ရမောင်မိုက်သေးတို့နင်ချချင်ကိုခံရလတာဟုမိတ်တော်အဲအခံရလတာဟုနောက်တော်တို့လိုက်တော်သူတို့ကမိတ်တော်မူပြီမလို့ပြောတယ်နိုင်ငံတော်သားတို့ဒီငိုကြွေးချင်အောင်တွားအဲကြောင့်ငိုကြွေးချင်အောင်တွားခဲ့ချင်ရှိရပြင်ရမောင်မိုက်ဆိုတာငရေကိုဆိုလို့ အဲ့ဒါလေတတ်တတ်တဏညာလို့ပြောပြန်တယ်ကျွန်တော်ကိုတိုင်ဆရာကြီးတပါးကဟောတာတွေပြောတာတွေတယောက်တည်းမဟုတ်ဘူးနှစ်ယောက်သုံးယောက်ဟောတာတွေကြားဖူးတယ်လေတင်းတန်းမှာတော့မှကျွန်တော်ကိုတိုင်ထိုင်ပြီးတော့နားထောင်ဖူးတယ်အဲ့လိုပဲပြောတယ်နော်ငုံကျွေးချင်းအန်တော့ခေချင်းချင်းရှိရပြန်ရမောင်မိုက်ဆိုတာကားတဲ့ကောင်းကင်နိုင်ငံရဲ့အပီနာမှာတဏညာရှိတယ်တဲ့မရေးမှလည်းမဟုတ်ဘူးအဲ့လိုဟောတယ်နော်အဲ့ဒါလောဝမဟုတ်ဘူး အဲ့ဒါငရေပဲဖြစ်တယ်ငိုကျွေးတာငရေမှာပဲငိုကျွေးရတာငရေမှာပဲအန်တော့ခဲချိတ်ရတာဘာဖြစ်လို့လဲပြီးထန်လုံးလုံးလေးငရေလောင်ကျွမ်းနေတာဆိုတော့မီးလောင်ကျွမ်းနေတာဆိုတော့အယားခါရခဲ့တာအဲ့ဒါမောင်မိုက်အယားအပြစ်သားတွေပဲချပစ်တဲ့နေရာဖြစ်တယ်နော်အဲ့ဒါကငရေပဲဖြစ်တယ်ဒါဆိုရင်ဒီမှာနိုင်ငံတော်သားလို့ပြောတယ်နိုင်ငံတော်သားတွေကဘာဖြစ်လို့အဲ့ဒီမှာရောက်ရတယ်လဲငရေကိုဘာဖြစ်လို့ရောက်ရတယ်လဲနိုင်ငံတော်သားဆိုတော့ကောင်းကင်နိုင်ငံဝန်ဆောင်မဲ့သူတွေလေ ဘာဖြစ်လို့ငိုကြွေးချာတော့ခချင်းချင်းရှိရပြန်ရမောင်မိုက်တယ်လို့နင်ချချင်းကိုခိုင်းရတယ်လို့ဘာဖြစ်လို့အဲ့ဒီမှာငရေကိုရောက်ရတာလဲနိုင်ငံတော်သားတွေကအဲ့ဒါကြောင့်အဲ့ဒါကိုသဘောပေါက်စေချင်တယ်နိုင်ငံတော်သားဆိုတာကဣတိယလလူမျိုးကိုရည်ညွှန်းနေတာဣတိယလလူမျိုးဒီအာဖိခရစ်တော်ဟာနိုင်ငံထူထောင်ဖို့ကြွလာတယ်လေရဆာမှာဆိုရင်အဲကြောင့်နိုင်ငံတီထောင်လို့လီနီးပြီးနောက်တရကြလို့နိုင်ငံတော်သားဖြစ်တဲ့ဣတိယလလူမျိုး ဖယားရွေးချယ်တဲ့ဖယားရဲ့လူမျိုးနော်ငါတို့ကတော့ဖယားရဲ့လူမျိုးဖြစ်တဲ့တရှိသောလူမျိုးတို့ဒုရဟာဒုရပြောနေတဲ့ဣတိယလလူမျိုးယူတလူမျိုးတွေလေအဲ့တော့ခရစ်တော်ကလာတဲ့ခါမှာနိုင်ငံထူထောင်ဖို့ပဲသူတို့နဲ့အဲ့ဒါကြောင့်သူတို့နဲ့နိုင်ငံထူထောင်ပြီးကဘာပေါ်မှာရှိတဲ့လူတွေအားလုံးဟာသူတို့အားဖြင့်ကေတင်ချစ်တော်ရောက်စေအကြောင်းအဲ့လိုလူမျိုးပြည်စင်တာပဲဒါပေမဲ့ခရစ်တော်ရဲ့ရှေ့ပြေး ပါရိဇန်ဆရာယောဟန်လည်းအတကူဟောတယ်နော်။နောက်တရကြနော်။တောင်တွေကိုဖြူကြ၊ခြေခွေတွေကိုဖူကြ၊ကောက်တဲ့လမ်းတွေကိုဖျောက်စေကြ။နောက်တရကြနိုင်ငံတည်ထောင်လို့နေပြီ။အာနိုင်ငံတည်ထောင်မဲ့သူကလာနေပြီလေနောက်မှာခရစ်တော်ကလာနေပြီ။ရှေ့ပြဲနေနေပါရိဇန်ဆရာယောဟန်လည်းအယံဟောတယ်နော်။ခရစ်တော်ရောက်လာတဲ့အခါမှာလည်းနိုင်ငံတော်တည်င်းကောင်းကိုပဲဟောတာ။နောက်တရဖို့နိုင်ငံနောက်နောက်တနဲ့ဆက်ဆိုင်တဲ့တရားပဲဟောတာ။နောက်တရကြလို့ခရစ်တော်ကိုယ်တိုင်လည်းဟောတယ်နော်။ ဒါပဲမင်းတို့ကခရစ်တော်ကိုမလက်ခံဘူးတို့ကခရစ်တော်ကိုငင်းပေကြတယ်ဒီမှာကြည့်လေတစ်ချိန်လုံးကြမ်းတာပုတ်ကိုပါရီရှင်းနဲ့ရစ်ပရိုက်ဒါကတော့တကယ်တကယ်နော်အဲ့မှာဇတ်တူကေးလေးပါတယ်လေအဲ့ဒီလူတွေကယူဒလူမျိုးဣတိယလလူမျိုးဂျူးလူမျိုးတွေထဲမှာအရေးကြီးဆုံးနော်ခေါင်းဆောင်တွေပဲလေပါရီရှင်းကြီးကြမ်းတာပုတ်ကိုရစ်ပရိုက်ဇတ်တူကေးဒီအဖွဲ့တွေက ခရစ်တော်ကိုပဲတစ်ချိန်လုံးတတ်ဖို့ပဲကြံစည်နေတာဒီကောင်းဆောင်ဒီကိုတန်ကအဲ့လိုဖြစ်မှာတော့ငေသားတွေကပြီးသူပြီးသားတွေကပဲအဆင်ပြေတော့မှာလေနော်ခရစ်တော်ကိုပဲတည်တော့မှာလေသူတို့မျောလင်းနေတဲ့မရှိရပဲရောက်လာပြီဒါပေမဲ့သူတို့မလက်ခံဘူးအဲ့လိုဖြစ်နေအဲ့ဒါကြောင့်ခရစ်တော်ဟာခရစ်တော်ကိုလည်းတတ်ဖို့ပဲလုပ်ကြတော့ဝဲနာကြောင့်ခရစ်တော်ဟာတေခံပြီးတော့တလောကလုံးအတိကျွေးကိုပဲဆောက်သွားတာအဲ့ကြောင့်ငါကိုယုံကြည်တော့သူ့ဖခင်သားသမီးဖြစ်ခွင့်ရမယ် အေးအားလုံးအတွက်ငါတို့ကတိတ်ခံပြီးတော့ဒီမှာတကြူပြီးတော့ရှင်ပြတ်ထမ်းမြောက်သွားပြီငါကိုယုံကြည်တော့သူကတေလုံတော့လဲရှင်လိုက်မယ်ငါကိုအမျိုးမျိုးပြည့်ရဘယ်သူမှခမဲတော့စီမံမရောက်ဘူးနော်အဲလိုလိုမျိုးနဲ့ခရစ်တော်ကအဲလိုလိုမျိုးနဲ့အတိတ်ခံပြီးတော့ကေတင်သွားတာအဲ့ဒါကြောင့်တကင့်နိုင်ငံတော်သားဣတိယလလူမျိုးတွေဖြစ်ရမှာဒါပေမဲ့ဣတိယလလူမျိုးတွေကခရစ်တော်ကိုမလက်ခံဘူးအခုနာ တပားလူမျိုးဖြစ်တဲ့တတ်မှုကခရစ်တော်ကိုယုံကြည်တာအယံအောဖွေရသူ့ရဲ့ယုံကြည်ခြင်းကိုခရစ်တော်ကခရစ်တော်ကတွေ့နေတာအာခရစ်တော်ရဲ့ဖြစ်ခြင်းဖယားဖြစ်ခြင်းအဝေးကနေစကားတစ်ခုနဲ့ပြောလိုက်တာနော်ဖယားကအဝေးကပြောရင်တတ်မှာတာပဲဆိုတော့ကိုသူကောင်းကောင်းသိနေလိမ့်အဲ့ဒါကြောင့်ဟိုငါစူရီကားတဲ့ဒီမြလောက်တော့ယူကြည့်ချင်းကအေးဒီလလူမျိုးတွေထိမှတော့ငါတခါမှမတွေ့ဖို့ဘူးတဲ့အဲ့လိုပြောအဲ့ဒါနဲ့တစ်စက်တိပြောလာတယ်ငါဆိုပြန်နေက လူများတို့ဒီဆိုတာကတဘာလူမျိုးတွေကပောက်ပေါ်မှာရှိတဲ့လူတွေအလုပ်ကိုရည်ညွန်းသွားတာအရှိအယနောက်ရမှလာ၍ခေါင်းကင်နိုင်ငံအာဗြဟံဣဇေယခေါင်းကင်နိုင်ငံတော်၌အာဗြဟံဣဇေယကုန်းတို့နဲ့သူလျောင်းရချလက်တန်းလို့ပြောလာတာခေါင်းကင်နိုင်ငံမှာဒီတဘာလူမျိုးတွေသူ့ကိုယုံပြီးတော့ခေါင်းကင်နိုင်ငံဝန်စားတော်ကြရလိမ့်မယ်ဒါပေမဲ့နိုင်ငံတော်သားဆိုတဲ့ဣတီယလလူတွေကငါ့ကိုမကြိုက်ကြတဲ့အတွက်မလက်ခံကြတဲ့အတွက်သူတို့ကတော့ငူကြွေးချင်အတော်ခစ်ချစ်ချစ်ရှာပြန်ရမောင်မိုက်ငရေထဲမှာ ရောက်သွားချလိမ့်မယ်လို့ခရစ်တော်ကအဲ့လိုလိုဟောတယ်နော်အေးအဲ့ဒါကြောင့်နိုင်ငံတော်တားလို့လေပြောတယ်ပြန်ရမောင်မိုက်ငူကြွေးချင်းနိုင်ငံတော်တားပြီးပြီးတော့ဘာဖြစ်လို့ငရေကိုတော့ရတာလဲအဲ့ဒါကြောင့်ခရစ်တော်ကိုယုံကြည်ပြီးတော့ငရေပြန်သွားမလားဆိုတာမျိုးအဲ့လိုလိုမျိုးတွေကျွန်တော်ကစမ်းစာကိုနားမလည်တဲ့အဲ့လိုလိုမျိုးခံယူသွားတာအဲ့လိုလိုမျိုးနားလည်နေကြတာမဟုတ်ဘူးဒီနိုင်ငံတော်တားဆိုတာဣတိယလလူတွေကိုယဉ်ညွတ်တာတို့အာဖြစ်နိုင်ငံတော်ထူထောင်မှာဒါမဲ့တို့ကခရစ်တော်ကိုညင်းလို့တတ်လို့ သူတို့ကတော့ငရေကိုရောက်သွားကြလိမ့်မယ်လို့အတူလူကြီးသူရှင်းပြောရင်အဲ့လိုလိုပြောတာအဲ့ဒါကြောင့်အခုခရစ်တော်ကိုယုံကြည်တော်သူတွေနော်ခြေဆောင်ခြင်းလိုင်းခရစ်တော်ကိုလက်ခံတဲ့သူတွေအားလုံးကခြေဆောင်ခြင်းမှာကောင်းကင်ကိုပါသွားမှာခြေဆောင်ခရစ်တော်ကခြေဆောင်သွားပြီးတော့ဒါပေမဲ့ခရစ်တော်ကိုမယုံတော်သူတွေအားလုံးကကြံခဲမှာကြံခဲမှာဖြစ်တယ်လို့ဒီနိုင်ငံတော်သားဆိုတဲ့ဣသရေလလူတွေလည်း ခရစ်တော်ကိုယုံတော်သူကနည်းနည်းပဲရှိတာသူတို့က20ရာခိုင်နှုန်းလောက်ပဲဒါပေမဲ့80ရာခိုင်နှုန်းလောက်ကတော့ခရစ်တော်ကိုမလုံးဝမယုံကြည်ဘူးသူတို့ကလည်းအဲဒါကြောင့်သူတို့လည်းအားလုံးဘေးရန်ကြီးကာလမှာကြံခဲ့မှာအဲဒါကြောင့်ဘေးရန်ကြီးကာလမှာပဲသူတို့ကအကြီးအကျယ်နောင်တရပြီးခရစ်တော်ကိုတောင်းပန်ကြမှာလေအင်းနဲ့နိုင်ငံတော်သားဆိုတဲ့အစ်ဒီအလလူတွေကအဲဒီအချိန်မှာကြီးအကျယ်နောင်တရရခရစ်တော်ကိုတောင်းပန်ဘုရားကိုတောင်းပန်အဲဒီအချိန်ကျမှခရစ်တော်ကအဲ့ဒီမှာပြန်ပြီးတော့သူတို့ကိုကာကွယ်ပေးလိမ့်မယ် ူတို့ကအရကနဲ့မှခရစ်တော်ကိုပြန်လဲယုံယုံလာကြလိမ့်မယ်အဲလိုလိုမျိုးအဲဒါကြောင့်မယုံတဲ့သူကတည်တဲ့သူတွေအားလုံးကငရေတော်ကုန်ပြီလေအဲဒါကြောင့်နိုင်ငံတော်သားတို့တွေငုံကြွေးချမ်းသွားခေချင်းချင်းရှိရပြန်ရမောင်မိုက်တွေတို့နင်ချချင်းကိုခံရလတန်းဟုနောက်တော့တို့လိုက်တော့သူတို့ကမိတ်တော်မူ၏အဲဒါနိုင်ငံတော်သားဆိုတဲ့အစ်ဒီလလူတွေကမလက်ခံတဲ့အတွက်သူတို့ကအဲလိုမျိုးဖြစ်သွားမင်းဆိုတော့ခရစ်တော်ကအဲလိုမျိုးဟောပြောသွားတဲ့အရာဖြစ်ပါတယ်အဲကြောင့်ဒီကနေ့ကျွန်တော်တို့ရဲ့တတ်တာထိမှလည်း ကျွန်တော်တို့လေနော်တကယ်တည်ငောက်ကိုဒီလောက်ကြားနေရပြီကျွန်တော်တို့လေနော်နီးလျက်နဲ့ဝဲတဲ့အတ္တမျိုးမဖြစ်သွားစေဖို့တကယ်ဝဆမတဲ့ကိရင်ချင်းတို့ရောက်ပါဖို့အယံရင်ကြည်ပါလေအခုချိန်မှာနေ့ရက်ကာလကတရေပြီးတရေဆိုးရုံနေပါပြီ နော်စပေးတွေလေတနိုင်ငံပြီးတနိုင်ငံကိုဆက်နေပြီနော်စီးပွားရေးစပွေလုံနေတဲ့အရာလေအကြီးအကျယ်နော်အိုးတိုက်နေကြပြီနော်အမျိုးမျိုးရှိနေနော် ။အဲကြောင့်မြန်မာနိုင်ငံမှာပဲစစ်ဖြစ်နေတာမဟုတ်ဘူး။အခုဆိုမြန်မာနိုင်ငံရဲ့ဘေးနားမှာလေနော်။အာအိန္ဒိယနဲ့ပါကစ္စတန်တွေလည်းကြီးရဲ့ချိန်မနေအောင်အခုချိန်ထိချနေတော့မယ်။မပြီးနိုင်ဘူးနော်။တနာစီယာဖြစ်နေတို့လို့လေ။ဟောအဲကြောင့်စစ်ဒီဟာတို့လို့ကူးဆက်နေနော်။အဲကြောင့်ကျွန်တော်တို့ဒါတွေကိုကြည့်တဲ့အခါမှာအခုချိန်မှာကောင်းသောတည်င်းဆိုတာတဲ့သိုးသောတည်င်းတွေပဲကြားနေရတာအဲဒါကြောင့်ကျွန်တော်တို့လည်းတကယ်တေချာပြီးတော့ကေတင်ချင်းစိတ်ချတာဖို့လိုအပ်ပါတယ် ီးတော့တမာတတိနဲ့အသက်ရှင်ဖို့လိုအပ်ပါတယ်ဒါပေမဲ့ဘလောင်းပဲပျော်ပျော်ကျွန်တော်ယုံကြည်သူတွေလို့ပြောတဲ့သူတွေတော့မှအခုချိန်ထိအိပ်ပျော်နေတော့မေးနော်ထားရမယ့်အချိန်မှမထားကြဘူးနားထောင်ရမယ့်အချိန်မှမနားထောင်ကြဘူးအချိန်ပေးရမယ့်အချိန်မှအချိန်မပေးကြဘူးကျွန်တော်တို့နေနော်စရာကျွန်တော်ကဒုံရင်ကဒုံရင်ဖြစ်နေတဲ့အသက်တာမျိုးမဖြစ်ဖို့အရရည်ကြီးပါတယ်နော်ကေရင်ချင်းတို့ရောက်ဖို့လိုတယ်ကျွန်တော်မိသားစုအလုံးကေရင်ချင်းတို့ရောက်ဖို့ကျွန်တော် အဲလောက်ရမင်းပြီးတော့ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမတွေကျွန်တော်တို့ရဲ့ပေါင်းဝင်ချင်းကလို့ရအာလို့နောက်ရှိနေတဲ့သူကတော့ခုနှစ်မှာပါရီရှေးရီစံတပ်ပုဂ္ဂိုလ်တွေခရစ်တော်ကိုတစ်ချိန်လုံးနောက်ရှိနေတယ်လို့ပဲအဲလိုလိုပဲနောက်ရှိနေမှာဘယ်လောက်ပဲနောက်ရှိနေနောက်ရှိနေကျွန်တော်တို့ကတော့တွားနေဖို့အရာကြီးကြီးတယ်ဆိုတဲ့အရာနော်ဆိုတော့တတ်မှုအားတင်းတွားလို့တင်းယုံကြည်နေတဲ့အညီတင်းနိုင်ဖြစ်စေဟုမိတ်တော်မယ်ခရစ်တော်ကဩအဲ့ဒါအစကားနေပဲဆိုတော့တကယ်အဲ့လိုပဲခရစ်တော်ကတော့မိတ်လိုက်တာ အမိတ်လိုက်တာနော်တဲသွားတော့နေနေယုံကြည်တဲ့အတိုင်းနေဖြစ်နှစ်စီမှာဖြစ်သွားမယ်ဆိုတော့ပြောလိုက်တာအဲ့ဒီခဏချင်းနေမှာပဲနော်သူကပြန်လာပဲရှိသေးတယ်နော်ဟောဟောမညင်တာကခရစ်တော်ပြောတဲ့စကားပြောတဲ့အချိန်မှာအဲ့ဒီသူ့ရဲ့ညင်တာကချက်ချင်းကြမှာသွားတာအော်အော်စီကနော်ခရစ်တော်ကတကယ်ဖယားဖြစ်တယ်လို့တမန်တော်ကြီးလေးဖြစ်တယ်သူ့ရဲ့စကားတခေါနဲ့တင်ကြမှာသွားတာသုံးလုံးနေနေတာနော်လုံးဝမလို့ရှားနိုင်ဘူး ထိုခဏချင်းသူ၏ညီသားတွေအနာရောဂါကြီးတတ်တာချင်းတို့ရောက်လိမ့်ဤနော်ဒီကနေ့ကျွန်တော်တို့လောကကြီးမှာကြီးတဲ့ခါမှာစာတန်ကအမျိုးမျိုးတော့ညှင်းဆဲထားတာအမျိုးမျိုးတော့ချုံနှောင်ထားတာအနာရောဂါတွေနဲ့ချုံနှောင်ထားတယ်ဟောအမျိုးမျိုးတော့နော်တကယ်ပဲနှဆိုးတွေနဲ့ချုံနှောင်ထားတယ်အမျိုးမျိုးတော့ကိလေသာတွေနဲ့ချုံနှောင်ထားတယ်အမျိုးမျိုးတော့လောဘတွေနဲ့အမျိုးမျိုးတော့ဇာတိအရာတွေနဲ့အမျိုးမျိုးတော့ပျော်ပါခြင်းတွေနဲ့ရစ်မှုခြင်းတွေနဲ့အမျိုး းဆုံးသောအရာတွေနဲ့စာတန်ကကျွန်တော်တို့ကိုချီနှောင်ထားတာအဲ့ဒီချီနှောင်ခြင်းကနဲ့လွတ်မြောက်ဖို့အဲ့ဒီအရာကနှုတ်ကပတ်တော်တမန်တရားနဲ့ပဲလွတ်မြောက်နိုင်တယ်အဲဒါကြောင့်နှုတ်ကပတ်တော်တမန်တရားကေဒီချက်ကြောင့်ကိုပဲကျွန်တော်တို့အမြန်ဆုံးအချိန်တိုင်းမှာကျွန်တော်တို့ပြောပြတက်တက်ခံပေးဖို့အယံကြီးပါလေနော်ဆရာတို့လောက်ပါပဲဆရာဒီကနေ့တော့တတ်မှုရဲ့ညီတာနော်တကယ်ပဲလေဖြတ်နေတာနော်တင်းနေတာခန္ဓာကိုယ်တစ်ခုလုံးတင်းနေတာ အေးရပုံပါမယ်အဲ့ဒါကိုပျောက်ကင်းစေတဲ့အရာဒီလောက်နေပဲအနားရအောင်နော်ရုပ်စီတိုင်းပုံမှာဘုရားခိတ္တမကောင်းကြီးမင်္ဂလာတက်ရောက်ပါစေအာမင်အာမင်အွန်လိုင်းကနေနားထောင်နေတော့သူရပုံမှာလည်းဘုရားခိတ္တမကောင်းကြီးမင်္ဂလာတက်ရောက်ပါစေ